အာရခတက်တော် A ထိန်းချုပ်ထားတဲ့ပလဝါမျိုးနယ်မှာတန်းငယ်မတင်းကျွလွန်သူလို့ဆွဆဲခံရသူတူအူကို D-Left ကဖန်စီစဉ်ဒါနဲ့ခုခံတဲ့အတွက်ဝိုင်းဝန်းဖန်စီခဲ့ရတယ်လို့သိရပါဗျ။ပလဝါမျိုးနယ်ဒလကိုင်းရွာကဒီလောက်၉ရက်နေမှာအသက်၁၆နှစ်အရွယ်မိခလိငယ်တူအူကိုအမျိုးသားတယောက်ကမတင်းသုံးချင်ပြုကျင့်ခဲ့တယ်လို့ဖခင်ဖြစ်သူကတရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန D-Left ကိုလာရောက်တိုင်ကြားခဲ့တာပါ။ မဒိန်ချင်းသူလို့စွပ်စွဲခံရသူဟာအသက်46နှစ်အရွယ်ဦးထွန်းလိုင်ဖြစ်ပြီးတော့မြအုံမြို့နယ်ပြည်လုံးကြီးရွာကနေတလက်ကိုင်းရွာမှာလာရောက်နေထိုင်သူဖြစ်ပါတယ်။သူ့ကိုလိုက်လံဖမ်းဆီးစဉ်မှာထွက်ပြေးသွားခဲ့ပြီးတော့ဒီလ19ရက်နေ့ကသူ့ရဲ့နေအိမ်မှာရှိစဉ်ဖမ်းဆီးရမှာဓာတ်နဲ့ခုခံလို့ဝိုင်းဝန်းဖမ်းဆီးခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာအတမပြုကျင့်ခံရသူမိခလင်းငယ်ကိုဆစ်စစ်ဖို့အတွက်ဆွေးရုံကိုခေါ်ဆောင်ထားပြီးကျူးလွန်သူလို့ဆွဆဲခံရသူကိုတပ်ဆိုင်ရာဒီလက်ဌာနကပုံမှန်306နဲ့အမှုန့်ဖွင့်ထားတယ်လို့သိရပါဗျ။